ဟာမတ်တူကဖန်ဆင်းထားသောတစားကဲများကိုယနေ့အောက်တိုဘာလ13ရက်နေ့တွင်လွှတ်ပေးရန်စီစဉ်ထားသဖြင့်အစ္စရေးနိုင်ငံတဲအပစ်မျိုးရှိ hostage ကိုရင်ပြင်၌အစ္စရေးလူမျိုးများစုဝေးဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။ဟာမတ်ဘက်ကတစားကဲများအားချက်ချင်းဤဖွင့်သူလွှတ်ပြောင်းပေးသည့်လုပ်ငန်းစဉ်အားစတင်ပြီးဖြစ်ကြောင်းသတင်းကြားရချိန်တွင်အစ္စရေးပြည်သူထောက်မောင်းများစွာကကြေလောင်စွာကြွေးကြော်အားပေးခဲ့ကြပါသည်။ထို့နောက်ဟာမတ်တူကစစ်ရဲစဲရေးသဘောတူညီမှုနှင့် ပထမအဆင့်အဖြစ်အစ္စရေးတစားကန်9ရောက်ကိုပြန်လည်လွှတ်ပေးခဲ့ပြီးကျန်တစားကန်များနဲ့ရုပ်လောင်းများကိုတော့မကြခင်လွှဲပြောင်းပေးသွားမည်ဖြစ်ကြောင်းလည်းသိရပါတယ်။အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကဂါဇာမှာစစ်ပွဲရဆိုင်မီလို့ကြေညာခဲ့ပြီးနောက်တစ်နေ့မှာပဲဟာမတ်စ်ကအစ္စရေးတစားကန်တွေကိုတထုံချင်းပြန်လွှတ်တဲ့အစီအစဉ်ကိုစတင်ခဲ့တာဖြစ်ပြီးငင်းချင်းရင်ကိစ္စဆွေးနွေးဖို့အတွက်လည်းထရန့်ကအရှိလေပိုင်းဒေသစီသွားရောက်နေကြောင်းသိရပါတယ်။လူမှုကွန်ရက်ပေါ်ပြန့်နှံ့လာတဲ့ဓာတ်ပုံတွေထဲမှာတော့ ဂါဇာကလူမျိုးကြီးချားတွေကနေတဖြည်းဖြည်းဖြတ်ပြီးမောင်းနှင်လာတဲ့ချက်ချင်းကြီးအဖွဲ့မော်တော်ယာဉ်တွေကို တွေ့ရပါတယ်။အဲ့ဒီယာဉ်တွေပေါ်မှာအစ္စရေးတစားကန်တွေကိုတင်ဆောင်လာခဲ့တာလည်းဖြစ်ပါတယ်။